အားလုံးပဲမင်္ဂလာပါအဲ့တဲ့တယောက်ဒါမှမဟုတ် customer တို့ဦးကမောဆောင်မှုကောင်းလိုက်တာ service က share ပဲနော်စတဲ့ပတ်စံပေးပြီးတော့ဝယ်ယူစားသုံးရပေမဲ့ကျေးဇူးပြန်တင်သွားရခြင်းအကြောင်းရင်းကဘာလဲဒါရီကကိုဘာလို့ပေးလိုက်တာလဲပေါ်မူတည်နေတာလား service ဆိုတဲ့စကားလုံးလေးကဝန်ဆောင်မှုလို့ပဲအဓိပ္ပာယ်ခွင့်ဆိုတာလား what is service in hospitality hospitality industry မှာ service ဆိုတာအဓိပ္ပာယ်ဘယ်လိုခွင့်ဆိုထားလဲစတဲ့အကြောင်းအရာတွေကိုဒီဗီဒီယိုမှာလေ့လာခွင့်ရတော့မှာဖြစ်ပါတယ် the action of having or doing work for someone ဒါဆိုတယောက်အတွက်ကူညီခြင်း တော့မဟုတ်အလုံးလုံးပေးလိုက်တဲ့ပြုတ်မှုလုံဆောင်ချက်ဟာ service ဝန်ဆောင်မှုဖြစ်ပါတယ် service ဆိုတဲ့စကားလုံးဟာလူတွေကိုစိတ်ချနှံ့မှုရစေရန်ဝန်ဆောင်မှုပေးခြင်းအမှုပညာဖြစ်တယ်လို့လုပ်ငန်းစတဲ့အမျိုးမျိုးမှာအသေးပဲမျိုးမျိုးဖွင့်ဆိုကြပြီးတော့အင်မတန်မှာကိုအရေးကြီးပြီးကျယ်ပြန့်တဲ့ဝေါ်ဟာရတစ်ခုဖြစ်ပါတယ်ဒါပေမဲ့ဒီဗီဒီယိုလေးမှာတော့ hospitality industry မှာအသေးပဲဖွင့်ဆိုထားတဲ့ service ဝန်ဆောင်မှုအကြောင်းကိုလေ့လာကြရမှာဖြစ်ပါဒီဗီဒီယိုကိုကြည့်နေသူအနေနဲ့စားသောက်ဆိုင် hotel ဒါမှမဟုတ် coffee ဆိုင်တစ်ခုကိုထိုင်မှုပါလိမ့်မယ်မင်္ဂလာပါဗာမြောက်မှာခြင်းလဲမှာခြင်းလဲဆိုဒီမှာတန်းစီပေးပါ နော်ခဏလောက်စောင့်မေးပါအော်ဒါရပါတော့မယ်စသဖြင့်တာဝန်ကြီးနှုတ်ဆက်ပါလိမ့်မယ်အော်ဒါအမြင်မှားရပါမယ်မာတဲ့အစားအသောက်လာရောက်ပြီးတော့ချပေးပါလိမ့်မယ်ကိုယ်တိုင်ကလည်းပတ်စံရှင်းပေးလိုက်ပါလေဒီလိုနဲ့အယောင်းဝယ်တစ်ခုပြီးသွားပါပြီ but what is memory ပဲဒါပေမဲ့ဒါကကိုယ့်အတွက်အမှတ်တရဖြစ်ခဲ့ did it make you feel value အဲ့ဒါကကိုယ့်ကိုတန်ဖိုးထားဆက်ဆံတယ်လို့ခံစားရစီလား that is the different between service and hospitality အဲ့ဒါဟာ service နဲ့ hospitality ရဲ့ကြားကွာခြားမှုဖြစ်ပါတယ် service is what we do taking orders delivery food ဝန်ဆောင်မှုဆိုတာဟာကျွန်တော်တို့ဘာလို့ပေးလိုက်တာလဲဖြစ်ပါတယ်ဥပမာ order ကောက်မယ် order ကိုဧည့်သည်ကိုပေးမယ်ဒါဟာ service တစ်ခုဖြစ်ပါတယ်ဒီလိုဆိုရင် hospitality ဆိုတာကရောဘာလဲ hospitality is how we make people feel welcome cared for remembered hospitality ဆိုတဲ့နှွေးတွေးစွာဝန်ဆောင်မှုပေးတဲ့လုပ်ငန်းခွင်တွေမှာတော့လူတွေကိုလှိုက်လဲစွာကြိုဆိုမှုဂရုစိုက်မှုတတိယအမှတ်တရဖြစ်စေမှုတွေကိုခံစားရစေတာဖြစ်ပါတယ် hospitality is a feeling it comes from the heart and a real desire to have the other people hospitality ဆိုတာက တော့ကောင်းမွန်တဲ့ခံစားမှုတစ်ခုခုကိုခံစားရသွားစေတာမျိုးဖြစ်ပါတယ်ဒါကနှလုံးသားနဲ့စိတ်ကနေလိုလိုလားလားဆင်းသက်လာတာဖြစ်ပြီးတော့တခြားသူတွေကိုကူညီပေးလိုတဲ့စိတ်ဆန္ဒကနေလာတာဖြစ်ပါတယ် hospitality အကြောင်းကိုကျွန်တော်ဗီဒီယိုလုပ်ပြီးတင်ပြဆွေးနွေးပေးသွားပြီးဖြစ်ပါတယ် page မှာဝင်ရောက်လေ့လာနိုင်ပါတယ် youtube မှာလည်းဝင်ရောက်လေ့လာနိုင် ။ဒီအဲ့ဒီတော့ hospitality industry မှာဖွင့်ဆိုထားတဲ့ service ရဲ့အသေးပဲကိုကျွန်တော်တို့ breakdown လုပ်လိုက်ကြရအောင်။ service ဆိုတဲ့ word ကမှာ S E R V I C E စရှိတဲ့ alphabet ခုနှလုံးပါဝင်ပါတယ်။အဲ့ဒီ alphabet တစ်ခုချင်းစီကအသေးပဲတစ်ခုချင်းစီကိုကိုးစားပြုပါတယ်။ So ဒါတွေကဘာတွေလဲဆိုရင် S smiles for everyone ။လူတိုင်းအတွက်ပြောနိုင်ရပါမယ်။ E excellent in everything we do ။အမြဲတမ်းအကောင်းဆုံးကြိုးစားပေးရပါ။ E reaching out to every guest ။အဲ့တဲ့တိုင်းကိုမမေးရပဲပေးနိုင် င်နဲ့အလိုက်တိမှုလို့ရှိရပါမယ် we viewing every guest as special လူတိုင်းဧည့်သည်တိုင်းကိုအရေးကြီးတဲ့ပုဂ္ဂိုလ်လို့မြင်ပြီးဆက်ဆံနိုင်ရပါမယ် i'm inviting guest to return again နောက်တစ်ခါပြန်လာစီနိုင်တဲ့ဝန်ဆောင်မှုတို့ပေးနိုင်ရမှာဖြစ်ပါ c creating a one atmosphere ဧည့်သည်တိုင်းကိုနှွေးထွေးစေတဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်စေရပါမယ် e i content that shows we care အချိန်နဲ့တင်ကျွန်တော်တို့ဒီဧည့်သည်တိုင်းကိုဂရုစိုက်ကြောင်းပြသနိုင်ရမှာဖြစ်ပါတယ် dari က service ဆိုတဲ့စကားလုံးတစ်ခုမှာပါဝင်တဲ့ alphabet တစ်ခုချင်းစီရဲ့အတိတ်ရဲ့ဖွင့်ဆိုမှုတွေဖြစ်ပါ service is not just a job ဝန်ဆောင်မှုဆိုတာအလုပ်တစ်ခုတည်းပုံလွန်ကြောင်းအခုလောက်ဆိုရင်သဘောပေါက်တော့ပါပြီ good service is not about what you do it is about how you do it ကောင်းမှုနဲ့ဝန်ဆောင်မှုဆိုတာဟာဘာလုပ်ပေးလိုက်လဲပုံမူတည်တာမဟုတ်ပါဘူးဘယ်လိုမျိုးလုပ်ပေးလိုက်လဲပုံမူတည်တာဖြစ်ပါ great service is about small actions that create big experiences when you care about guests they will remember you ကောင်းမှုနဲ့ဝန်ဆောင်မှုတစ်ခုဆိုတာဟာကြီးမားတဲ့အတွေ့အကြုံကိုဖန်တီးပေးခဲ့တဲ့ကိစ္စတေးသေးလေးတွေကနေလာတာဖြစ်ပါကိုယ့်ရဲ့ဂရုစိုက်မှုကိုဧည့်သည်တွေကအမြဲတမ်းတတိယတက်ပါတယ် it is a way way to make people happy. When you serve with heart, you create and forget their experiences. ဝန်ဆောင်မှုဆိုတာဟာအလောတစ်ခုမျှတာမဟုတ်ဘဲနဲ့လူတွေကိုပျော်ရွှင်စေရမယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။နှလုံးသားနဲ့ဝန်ဆောင်မှုပေးတဲ့အခါမမေ့နိုင်တဲ့အတွေ့အကြုံတွေကိုဖန်တီးပေးလိုက်နိုင်မှာဖြစ်ပါတယ်။ကဲဒီလောက်ဆိုရင်ဒီဗီဒီယိုမှာ service in hospitality ရဲ့အရေးကြီးပုံနဲ့တိတိကျကျဆိုလိုရင်းတွေကိုသိသွားမယ်လို့ညွှန်လင်းပါတယ်။ဒီဗီဒီယိုထဲကသင်ခန်းစာတွေကအသုံးပြုတတ်မယ်ဆိုလို့ရှိရင် interview အတွက်အရေးကြီးတဲ့ထိမိတဲ့ကောက်နှုတ်ချက်တွေဖြစ်ပါတယ်။ပညာဉာဏ်ကြီးစွာအသုံးပြုပြီးတော့အလုပ်အကင်တွေအ ောင်းမြင်အဆင်ပြေကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာဒီလိုမျိုးအကျိုးရှိတဲ့အကြောင်းအရာတွေကိုကျွန်တော်ဆက်ပြီးဆွေးနွေးပေးသွားပါမယ် thank you so much see you in the next video